ဘုန်းကြီးတွေဗရဟိတလုတ်တာကိုပဲသာသနာပြုတာလို့ထင်ပြီးတော့ဗယံဗရာဘုမတိဘာမတိအထင်ကြီးလေးစားပြီးကိုးကွယ်နေကြတဲ့ဗေဒနာဝိတကအသိအဖြစ်နောက်လိုက်တွေ့များနေလို့လေယဟဝရချင်းရဲ့ရည်ရွယ်ချက်နဲ့လွဲချော်နေတဲ့ဘုန်းကြီးတွေများစွာတွေ့နေရပါရင်တွေ့သမျှအချားသမျှတွေမြင်မတော်တိုင်းကြုံမိတော့လေအောင်မင်းပဲလွန်ရာကြလိမ့်မယ် 65ရှိပါတယ်။တာသမီရောရှိသေးလား။တာသမီရှိတယ်။တာသမီမရှိတော့ဘူး။ဟုတ်လား။အမေနေရီတအားပူတယ်။ဦးစလင်းအမေကြီးကိုဒါလေး။ငါးတောင်းမေးကိုထူတက်မယ်။အမေပြန်တော့နော်။ဝမ်းသာဝိုက်ကြ။ဝမ်းသာဝိုင်းပြန်တော့ပြီနော်ဟုတ်ကဲ့ပါဟုတ်ဒီမဟာတရဟိတာဦးစင်းလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့ channel မှာဂျကန်ဝိရချင်းရဲ့ရည်ရွယ်ချက်တွေပြောက်ကုန်ပြီလို့ခေါင်းစဉ်သိပြီးတော့ blog တပုတ်ကျွန်တော်တင်ခဲ့ဘူးပါတယ်အဲ့ဒီတော့ကကျွန်တော်ရဲ့ဗီဒီယိုအောက်မှာဖုန်းကြီးတစ်ပါးကနေပြီးအခုလို့ကွန်နက်ဝင်ရေးပါတယ် အဲ့ဒါကိုကျွန်တော်ကလည်းအခုပုံစံ drop line ပြန်လိုက်ပါအာမနာတန်ပြောရရင်ဓမ္မဝိနည်းနဲ့မညီတဲ့အလစ်စီအချင်းချင်းဝန်းရံတဲ့တဘောလို့တဲ့တယ်ပြောချင်ပါမစင်တဲ့ရင်ကောင်ဟာအတူတူရှိနေတယ်လို့ပဲအလစ်စီယဟန်းတွေနဲ့အလစ်စီကိုကိုးခွေတဲ့ဗေဒနာဝိတကအတိမ်အဖြစ်နောက်လိုက်တွေနဲ့ကလည်းပူတွေရှိနေတဲ့သဘောပါပဲ ဒါကဒီနေ့ခင်မှာမဟုတ်ပါဘူးဖះရှင်ကိုတော်မြတ်ကြီးတက်တော်ထင်ရှားရှိစဉ်ကတည်းကဒီပုံစံပါပဲဗီဒီယိုလေးတစ်ပုဒ်ဆက်ကြည့်လိုက်အောင်ပါ။နောက်ဆက်တဲ့ခဏတည်းဒီမူကြမှာအခုလိုက်လိုက်ပြီးတော့လှုပ်ရှားပြီးစားတော့ကြာပြီးတော့ဟာလားဒီမူနဲ့တော့မရောကျော်လို့ပြောရလို့အတူစားတာအဲ့ဒါကစနေကပြောရပြီးလို့လုပ်နေတာကြည့်ပြီးတော့ဒီရဲ့အဖွားရဲ့ဒီကွာသတ်မှတ်ပြီးတော့ပြေးတာပဲလို့ပြောရအောင်ဆော့ဆော့ပြန်တော့အတောင်းပြလိုက်ပြီနော်ဒါကလေစိတ် င်ကမခင်ရည်ထက်ကပြတယ်နော်သောပြန်နော်ခုတော့ဒီမဟာပရိဒါဥစဉ်လေးကိုတဏ္ဍာရညှိုးနှွားအောင် လုပ်မှုနဲ့ခေါ်ယူစစ်ဆေးတတိပေးတားမြစ်တာတွေလုပ်ဖို့အတွက်ရင်ဆင်နေကြပါလေ။အဲ့ဒီအကြောင်းကိုလည်းဒီမူရင်းစာကိုဖတ်ကြည့်ပါခင်ဗျ။တကယ်တော့လူမှုရေးပရဟိတအလုပ်တွေဆိုတာက မိတ်ဆွေတို့ကျွန်တော်တို့လူသားမှန်လူဝတ်ကြောင်တွေလုပ်တဲ့အခါမှာအင်မတန်မြင့်မြတ်တဲ့လုပ်ငန်းတစ်ခုဖြစ်ပေမဲ့သင်္ကန်းဝတ်ထားတဲ့ဘုန်းကြီးတစ်ပါးကပရဟိတလုပ်ပြီးဆိုရင်တော့နိုင်ကြယုံညံ့တဲ့လုပ်ငန်းတစ်ခုအဖြစ်အသွင်ပူပြောင်းသွားပါလေ။ဘာကြောင့်လဲဆိုရင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကပါရဇိကံအထကထာအတွဲနှစ်စာမျက်နှာ380မှာဆိုရင်လူငွေပရဟိတအလုပ်ပြီးဆိုတာယဟန်တွင်မလုပ်အပ်သောကုရဒုတနာအမှု လူတွေရဲ့တရားတရားကိုဖျက်ဆီးရာရောက်တဲ့အလုံးဆိုပြီးတော့ဘုရားရှင်ကတတ်မှတ်ပြညတ်တော်မူခဲ့ပါတားဆီးတော်မူခဲ့ပါဒီတော့လူအများစုကအထင်ကြီးလေးစားတဲ့ပရဟိတအလုပ်ကိုလုပ်လိုက်တာနဲ့ဘာကြောင့်လူတွေရဲ့တရားတရားကိုဖျက်ဆီးရာရောက်တယ်လို့ဘုရားရှင်ကတတ်မှတ်တာလဲဆိုရင်အဲ့ညက်ဒီကလေးနဲ့ကြာဖတ်တော့လို့အာကျမကမင်းငါရဲ့ရထားတဲ့ကလေး ်ဩဩမီးလဲတော်တယ်ဟဟလားဟုတ်အဲ့ဒါတချို့တွေကဘာမှမတော်ဘူးပြောနေလို့အဲ့ဒါဘာတော်လဲမီးတော်တယ်ပေါ့ဩဟုတ်ကဲ့ပါဟုတ်အဲ့အဲ့နေရာတော့ဖြစ်စင်ပါဦးသူတို့ကြည့်မိတာပေါ့လေဥပမာတဲ့ဓမ္မဝိနည်းနဲ့မညီတဲ့ဘုံကြီးတစ်ပါးကနေလူတွေရဲ့အကြိုက်ကိုလိုက်လုပ်ပေးနေတယ်ဆိုရင်လူတွေရဲ့အမြန်မာကြတော့သူတို့အကြိုက်ကိုလိုက်တဲ့အခါမှာဒီဘုံကြီးဓမ္မဝိနည်းနဲ့ညီတာမညီတာတွေသူတို့နားမလဲတော့ဘူးဒီဘုံကြီးရဲ့အပေါ်မှာသူတော်ကောင်းကြီး မေတ္တာတရားကြီးမားသူကြီးလို့အမြင်ပြောင်းသွားပြီးတော့ကိုးကွယ်ကြပါလိမ့်မယ်အဲ့ဒီလိုလဲကိုးကွယ်ခဲ့တာဒီဘုရားရှင်လက်ထက်မှာကလေးကရှိကအဲ့ဒီလိုနဲ့လူတွေကြိုက်လို့လိုက်လို့မပေးတဲ့ဓမ္မဝိနည်းနဲ့အညီနေထိုင်တဲ့ယဟန်တွေကိုမြင်တဲ့အခါကြရင်တွေ့တဲ့အခါကြရင်အရင်တွေ့ဘူးတဲ့ယဟန်တွေလို့သူ့အကြိုက်ကိုမလိုက်တဲ့အခါကြတော့မကြည်ညိုတတ်တော့ဘူးတဲ့ယဟန်တန်တာစစ်တွေကို စားဖို့လည်းမီးလားကုန်လို့ချင်အကြီးကလည်း၈သိန်းကျော်လောက်ရှိတယ်ဟုတ်စားဖို့ကလည်းမရှိတော့အဝတ်လျှော့စားတော့လားကုန်ကိုပေးရမှာဆိုပြီးတော့အုံနောက်ကအဲ့လိုတွေးနေလုံလိုက်တယ်ဘယ်လိုလဲအဲ့လိုတွေးနေလုံမိတော့ရလုံလိုက်တာအကျွေးတွေကလည်းဟောအဲ့လိုမျိုးလေးလုံမိတာပေါ့ဟုတ်ကဲ့လူပုဂ္ဂိုလ်တွေဘက်ကလည်းဘာသာရေးနဲ့တတ်တတ်တဲ့စာပေဘဟုတုတအကြာမြင်ဘဟုတုတကအတော်လေးနဲတဲ့လူများပါဓမ္မဝိနည်းကိုဖောက်ဖြက်ပြီးလုံနေတာကြီးကိုမသိတဲ့အခါကျတော့လူကြီးပြလိုက်တာလုတ်တာကြီးဟာ ထင်ကြီးလေးစားစရာကြီးဖြစ်ပြီးတော့ကျွန်တော်တို့ပတ်ဝန်းကျင်မှာတချို့ဆိုရင်လူလူချင်းစကားပြောရင်တော့မှဟာငါတို့ဖုန်းကြီးကတရိုက်တာတအားလုတာလူမျိုးတွေတအားလုတာဆိုပြီးဘုံယူဝင်ကြွားကိုပြောနေတာတွေအများကြီးရှိပါတယ်။အဲ့ဒါတွေဟာမိမိဘက်ကရန်တွေဆောင်ထည့်ရမယ့်ဝင်းကြီးသဘောတရားကိုနားမလည်တဲ့အခါကျတော့ကိုကတော့ဘုံယူစရာအမှတ်ကိုပြောလိုက်တဲ့အခါမှာကိုဖုန်းကြီးအသုံးမကျတာကိုမလရာဖြက်ပြလူတိအောင်မောင်းတိပြီးရှောက်ပြောတာနဲ့တူးသွားတာမျိုးတွေလည်း ရှိပါအမှန်တမ်းပြောရင်ကျွန်တော်ရဲ့ channel မှာဆိုရင်အထူးသဖြင့်မိဘနဲ့ဂေဟာဖွင့်နေတဲ့ခွန်ကြီးတွေကိုအများဆုံးကျွန်တော်ကဝေဖန်ရှုံချကဲ့ရဲ့နှိမ်နှင်းမှာဘာကြောင့်လဲဆိုရင်သာသနာတော်ကိုဆွတ်ရအောင်သာသနာတော်ကိုမြန်မြန်ကိုယ်အောင်လုပ်တဲ့လုပ်ရတွေလည်းဖြစ်နေတယ်သာသနာတော်ရဲ့အဖြတ်ပိုးတွေအဲ့ဒါတွေကိုမြင်ရင်ဂျင်းဂျိုလေးစားရမယ်အစားဆက်ဆုပ်ရွှန်ရှာစရာတစ်ခုလို့ဖရာဟောအဆုံးမပေးတာနဲ့တိုင်းပြီးတော့မြင်တတ်လာပါ ဒါကြောင့်လည်းအနာဂတ်သာသနာတော်အတွက်ဒါတွေဟာမရှိတင်တော့အရာတွေဖြစ်တဲ့အတွက်ကျွန်တော်ကအထူးတလဲကိုဝေဖန်ရှင့်ချနှိမ့်နေတဲ့အလုပ်ကိုလုပ်လို့ရှိပါကဲခုတော့ဘုမတိဗာမတိဗယံတရာပရိုက်တာလုပ်တဲ့ဘုန်းကြီးကိုဝင်းရနေကြတဲ့ဗေဒနာဝိတကအသိဖြစ်နောက်လိုက်ပြီးအားလုံးမဟာပရဟိတဥစဉ်လေးနဲ့အတူတူခွန်ယူစစ်စစ်တရီပိတားမြစ်ခံရတဲ့နောက်ကိုအလုံးအယက်အုံလိုက်ခြင်းလိုက်လိုက်တာကြွားကြပြီးတော့ ကဲဒီလောကတော့လွယ်မှာသောလောက်ရတွင်တဲ့သာသနာတော်ရဲ့အနာဂတ်ကိုထိခိုက်နေနာစေတဲ့အလုပ်တွေလုပ်နေတဲ့ပရိုက်တာကိုယ်တော်လေးတွေအားလုံးဒီနေ့ကစပြီးတတိတာထားကြပြီးတော့အချက်ပေးခေါင်းလောင်းတီးလိုက်ပါပြီဗျာဗုဒ္ဓသာသနာစည်တိုင်းတိတ်ထတုပါဗျာ